အဲအားလုံးမင်္ဂလာပါခင်ဗျာ မိတ်ဆွေလုပ်ငန်းကို Google မှာ share လို့လို့စဉ်းကျင်နေပြီလားဘယ်လူတွေကမိတ်ဆွေရဲ့ website ကိုလုံးဝမမြင်ဘူးဆိုရင်ကြော်ညာတွေဘယ်တော့ပဲတော့တော့ထီရမှုအဲမရှိနိုင်ပါအထီရမှုရှိနိုင်ပါမဟုတ်ပါဘူး အဲဒါပေမဲ့ on page SEO နည်းပညာတွေကိုလေ့လာပြီးလက်တွေ့အသုံးချလိုက်တဲ့အခါမှာအရာရာပြောင်းလဲသွားခဲ့ပါတယ်ဒီနေ့မှာမိတ်ဆွေကို Google မှာထိဆုံးရအောင်လုပ်နိုင်မယ် on page SEO ရဲ့လိုအပ်ချက်အချို့ကိုမျှဝေပေးသွားမှာပါဒီဗီဒီယိုကိုသုံးသပ်ကြည့်ရှုရုံနဲ့မိတ်ဆွေရဲ့ website ကိုပြောင်းလဲပြနိုင်မှာသိကြပဲဖြစ်ပါတယ်အဲ on page SEO ဆိုတာကတကယ်တော့ပါလဲချို့လူတွေကဒါကိုနားလည်ရခက်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တော့ရန်ကိုရိုးရှင်းတာပါတယ်လည်းပြောရရင်မိတ်ဆွေရဲ့ website ကို Google က လူတွေကိုပို့ပြီးတဘောချအောင်ပို့ပြီးအထင်ကြီးအောင်လုပ်တဲ့နည်းလမ်းတွေအားလုံးကို page SEO လို့ဟိုလိုခေါ်ပါတယ်။ Mixure website ထဲမှာ Mixure တင်းထိန်းချုပ်နိုင်တဲ့အရာအားလုံးကို optimize လုပ်ချက်လုပ်ခြင်းပဲဖြစ်ပါတယ် page seo ကိုအင်တာနက်လုံးစောင့်တယ်လို့ပဲစဉ်းစားကြည့်ပါအင်ရဲ့အပြည့်အစုံတွေအုံမြင့်တွေအမိုးတွေအားလုံးကောင်းနေမှာလူတွေကနေကြပါလိ page seo ဆိုတာ mystery ရဲ့ website ရဲ့အပြည့်အစုံတွေအကောင်းဆုံးဖြစ်အောင်လုပ်တာ ਨੇ ပြပါတယ် user experience ကိုကောင်းစေတဲ့ user တွေက mixture website ကိုလွယ်လွယ်လုပ်မှုအသုံးပြုနိုင်ရင် Google က mixture ကိုချိန်ပါလိမ့်မယ်။ဒါကြောင့် website speed မြန်မှု mobile phone နဲ့အသင့်ပြေမှုအရေးကြီးလာပါတယ်။ SEO အတွက်အကောင်းဆုံးအခြေခံအုံမြင့်ဖြစ်တဲ့ home page SEO မလုပ်ထားဘူးဆိုရင်ခြား SEO နေရာတွေဘယ်လိုပဲလုပ်လို့ ်ထိရောက်မှုရှိနိုင်မှာမဟုတ်ပါဘူး။အုံမြင့်မခိုင်တဲ့အိမ်တစ်လုံးလိုပဲဖြစ်နေမှာမှာ content ကောင်းတွေနဲ့ဖန်တီးပေးဖို့လိုအပ်ပါတယ်။ Opage SEO ကောင်းမှ Google ကလေ့ရှိ content တွေကို link တစ်ခု share တွေ့နိုင်မှာပါ။ဒိုက်တဲ့တက်ဆိုတာပါလေဒိုက်တဲ့တက်ဆိုတာတော့ Mixy website ရဲ့ first immersion ပဲဖြစ်ပါလေ Google ရဲ့ search research မှာ Mixy ရဲ့ website ကိုပထမဆုံးမြင်တွေ့လိုက်ချိန်မှာလူတွေကဒိုက်တဲ့တက်ကိုပဲရေဆုံးကြည့်ကြလာပါဒိုက်တဲ့တက် ကောင်းတစ်ခုကိုဘယ်လိုဖန်တီးနဲ့အခုကျွန်တော်မြန်မာလုပ်ငန်းတွေအတွက်သုံးဝင်မဲ့လိုအပ်ချက်အချို့ကိုပြောပြပေးကြပါတယ် keyword တွေကိုအသုံးပြုပါဒါပေမဲ့တဘာဝချက်ချက်ပဲသုံးရမယ်နော်အဲရန်ကုန်မွေးငါဆိုင်ရန်ကုန်အကောင်းဆုံးမွေးငါဆိုင်စသည်ဖြင့်မိတ်ဆွေလုပ်ငန်းနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ keyword တွေကိုထည့်ပါဆက်ဆောင်မှုရှိတဲ့စကားလုံးတွေကိုသုံးပါအရသာရှိတဲ့အဲ overall ကောင်းတဲ့ချက်ချင်းရနိုင်တဲ့စတဲ့စကားလုံးတွေကလူတွေကို delete လုပ်ချင်တာအောင်ဆွဲဆောင်နိုင်ပါတယ် character 60အထက်မပူပါစေနဲ့ဖုန်းနဲ့ကြည့်လေစာလုံးတွေပျောက်သွားနိုင်လို့သတိထားပါမိတ်ဆွေရဲ့ brand name ကိုထည့်သွင်းမှလူတွေကမိတ်ဆွေရဲ့ brand ကိုမှတ်မိစေဖို့ကူညီပေးပါတယ်တခုခု ခခုခုကိုကမ်းလာပါမိတ်ဆွေရဲ့ website ကဘာလုတ်ပေးနိုင်လဲဆိုတာထင်ရှားအောင်လုပ်ပါဥပမာမိတ်ဆွေရဲ့ဆိုင်ကရွှေဘုံမှာရှိတဲ့အမွေငါဆိုင်ဆိုရင်တိုင်တဲ့တက်ကိုရွှေဘုံမျိုးရဲ့မွေငါအဆက်ဒီမှာပဲစားပါလို့ရေးနိုင်ပါတယ်ဒါကတော့ keyword တွေပါပါတယ်ဆွဲဆောင်မှုရှိတဲ့စကားလုံးတွေပါ branding ပါတယ်ပြီးတော့တခခုခုကိုကမ်းလာ အဲထားပါတယ်ကောင်းမွန်တဲ့တိုက်တဲ့သက်တွေက search research မှာ make sure your website ကိုပုံမထေချာစေပြီး click လုပ်တဲ့လူတွေကိုဥယျာဉ်ကိုတိုးတက်စေပါတယ် character တွေအကန့်အသတ်ရှိတဲ့ကြောင့်အရေးကြီးတဲ့ချက်လက်တွေကိုပြည့်စုံထည့်သွင်းနိုင်ဖို့ခက်ခဲလာပါတယ်ပြီးတော့တိုက်တဲ့သက်တွေကို Google ကသူ့သဘောနဲ့ပြောင်းလဲပြင်နိုင်ပါသေးတယ်တိုက်တဲ့သက်တွေကကောင်းနေုံနဲ့ website က Google ရဲ့ ranking မှာထိစုံရောက်နိုင်မှာလည်းမဟုတ်ပါဘူးအခြားချက်လက်တွေအများကြီးပဲတည်ရှိနေပါသေးတယ် အဲဒါ description ကတော့ message ရဲ့ website ကို Google မှာမြင်တဲ့လူတွေကိုသိစီလာလဲဖို့အတွက်ဆက်ဆောင်တဲ့အဓိကနေရာပါ။ title tag က mixer ရဲ့ page ရဲ့ကောင်းစဉ်ဆိုလေ meta description ကတော့ရောင်းဝမြင့်တင်တဲ့စကားတွေပါ meta description ကဘယ်လိုမျိုးလဲစီရွှေစီစဉ်ရအောင် formula လေးခုပြောပြမယ်နော် keyword တွေထည့်ပါဒါပေမဲ့ title tag ကိုဘယ်လိုချုံမသုံးမိပါစေနဲ့ဆွဲဆောင်မှုရှိတဲ့စကားလုံးတွေကိုသုံးပြီးဘာကြောင့် ။ Azure website ကခြား website တွေထက်ကောင်းလဲဆိုတာကိုပြောပြပေးပါ။ဥပမာမွေငါအစ်စ်မှန်ကိုရတာရှိရှိစားသုံးနိုင်တဲ့ခုသေးတော့နေရ။ရန်ကုန်မှာအိမ်ရောက်ပို့ပေးနိုင်တဲ့မွေငါဆိုင်စသည်ဖြစ်ပေါ့နော်။အာ360 character အတွင်းမှာပဲအကုန်ထည့်ကြည့်ပါ ဖုန်းနဲ့ကြည့်ရင်ပိုရှိတဲ့စာကြောင်းတွေပြောင်းသွားတတ်ပါလေအရှင်ယူဖို့တိုက်တွန်းမှာဒီမှာမှယူပါအခုပဲလေးလာပါအခမဲ့ဆန်တက်ကြည့်ပါစသည်ဖြင့် ရည်သားချက်အပြင်လူတွေကိုဆွဲဆောင်နိုင်ပါတယ်။ဥပမာအနေနဲ့ Meta ရဲ့ website ကမွေးငမ်းရောင်းနေဆိုရင် Meta description ကိုရွှေဘိုရဲ့မွေးငမ်းကိုစားဖို့တည်းကအခုပဲမှာယူပြီးအိမ်မှာလည်းဒီကိုဆောင်းသွင်းနိုင်ပါတယ်။ချက်ချင်းမှာယူလို့ရပါတယ်လို့ရေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ meta description တွေက Mixue WhatsApp ကို subscribe search မှာလူတွေကိုပို့ပြီးတိကျချေအောင်ဆွဲဆောင်နိုင်ပါတယ်။ Google က Mixue ရဲ့ meta description ကိုသူစိတ်ကြိုက်တဲ့ပြောင်းလဲနိုင်ပါသေးတယ်။ Feed grinder ကတက်ရှိတာကြောင့်အရေးကြီးတဲ့ချက်လက်တွေကိုသာထည့်သွင်းမိဖို့အထည့်သွင်းမိဖို့ခက်ခဲနိုင်ပါတယ်။ SEO ရလက်တွေရ meta description တစ်ခုလုံးကိုအားကိုးလို့လည်းမရပါဘူး။ကိုယ့်ရဲ့ meta description ကိုမို့ပို့ပြီးတော့ထိကြအောင်ဘယ်လိုလုပ်ရမလဲဆိုတာအာ matrix website မှာ matrix လေ့လာနိုင်ပါတယ် အဟက်တက်တွေက H1 H2 A3 စသဖြင့်မိတ်ဆွေ website ရဲ့ content တွေကိုပိုင်မကွယ်ပြီးစနစ်ကျဖြစ်အောင်ကူညီပေးပါတယ်။ sound တော့မှခန်းကောင်းစင်တွေခေါင်းစင်ငယ်တွေပါသလိုပဲမိတ်ဆွေရဲ့ website မှာလည်း header တက်တွေရှိပါမယ်။ header tag H1 H2 A3 စသဖြင့်ပေါ့ခန်းတက်တွေကိုဘယ်လိုသုံးရမလဲ။ဆိုတဲ့အစီအမင်းလေးတွေကိုကျွန်တော်လင်းတက်ပြသွားပါမှာ။ H1 tag တကူတခုပဲသုံးပါ။ insurance tag က history page ရဲ့အဓိကခေါင်းစင်ဖြစ်ပြီးတခုပဲရှိတယ်မှာလည်းဥပမာမောင်ငါချန်နီဆိုရင် insurance tag ကိုအဲ့ဒီအတိုင်းပဲရှိပါ။ H2 H3 ဓာတ်တွေကိုတင်တော်လို့သုံးပြီးမှ H2 ဓာတ်တွေကိုအဓိကအကြောင်းအရာကိုခွဲခြားဖို့သုံးပြီး H3 ဓာတ်တွေကို H2 ဓာတ်အောက်မှာရှိတဲ့အကြောင်းအရာတွေကိုခက်ခွဲဖို့သုံးနိုင်ပါတယ်။ဥပမာမွေးကန်းချက်နီးဆိုတဲ့ H1 ဓာတ်ကောင်မှာလိုအပ်တဲ့ပစ္စည်းများချက်ပြုံနီးဆိုတဲ့ H2 ကိုဓာတ်သုံးနိုင်တယ်။ပြီးတော့ချက်ပြုံနီးဆိုတဲ့ H2 ဓာတ်ကောင်မှာပါဝင်ပစ္စည်းများဖြစ်စဉ်ချက်ပြုံခြင်းစသည့် H3 တက်တွေကိုအသုံးပြုနိုင်ပါတယ်။ keyword တွေကိုသုံးပါဒါပေမဲ့သဘာဝကျကျသုံးပြီးကငါချစ်ခဲ့တဲ့ order တွေကိုလိုက်လာပါ။ header တက်တွေကိုကောင်း MS တိုင်းသုံးသင့်ပါတယ်။ H1 တက်ပြီးရင် H2 တက် cache တွေအဲ H3 တက်စသဖြင့်အသုံးပြုရပါမယ်။ဥပမာ merge channel ဆိုတဲ့ page မှာ header တက်တွေကိုသုံးပြီး mystery ရဲ့ content တွေကို signature ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြပေးပါမယ်။ header တက်တွေကလူတွေကို mystery ရဲ့ content တွေကိုလွယ်လွယ်ကူကူနားလည်စေပြီးတော့ SEO အတွက်ကောင်းပုံပါတယ်။ header တက်တွေက ASU website ရဲ့ design ကိုထိခိုက်စေနိုင်ပါတယ် header tag တွေကိုစနစ်ကြအောင်မလုပ်ထားရင် website ကကြည့်ရရှိလို့ရပါရပါတယ် header tag ကိုတောင်းရုံနဲ့ SEO ရလဲကောင်းနေရမယ်လို့လည်းမဆိုလိုပါဘူးတခြားအချက်လက်တွေများကြီးချက်ရှိနေပါသေးတယ်ဒီ header tag တွေကိုပို့ပြီးကျွမ်းကျင်အောင် use SEO ရဲ့ blog တွေမှာလေ့လာနိုင်ပါတယ် URL က တဲ့ website မှာရှိတဲ့တခုချင်းစီ page တွေလိမ့်စာတွေပါကားတွေမှာလမ်းကြောင်းပြတဲ့ GPS ရှိသလို Google ကတင် URL ကိုတုံးပြီးတော့အသင် page ရဲ့ဒီနေရာကိုရှာပွေပါတယ် URL တွေကောင်းမွန်မှ Google ကဒီ website ကိုလည်းကိုရှာပွေနိုင်ပါပါဒါဆို URL တွေကိုဘယ်လိုဖန်တီးသေးလဲ Yoshimi Park ရတဲ့အတွက်ကုတဲ့ URL တွေကိုတုံးပြီးပါရှောက်ထွေးပြီးနားလည်ရခဲ့တဲ့ URL တွေကိုရှောင်ရှားပါဥပမာ www.asm.com မှာလိုရေးတာက asm.com page 123 ID ရေးတဲ့ထပ်ပို့ကောင်းပါတယ် keyword တွေကိုထည့်သုံးပါ team page မှာဘာကြောင်းရလဲပါလဲဆိုတော့ UI ကပြပြနိုင်ရပါမယ်။အဲ special grinder တွေကိုမသုံးပါနဲ့ special grinder တွေကသင် UI ကိုချုပ်တင်သိပြီး share လုပ်ခက်ခဲစေပါတယ်။ dash တွေကိုသုံးပြီးဆန်သုံးတွေကိုခွဲတော့ပါဆက်အလုံးတွေကိုခွဲရခြင်းဖြင့်သင် UI ကိုပုံပြီးဖျက်ရလွယ်ကူစေပါတယ်။ဝင်ငါချန်နီအကြောင်း page တစ်ခုဖန်တီးမယ်ဆိုရင်အောက်ပါတိုင်း URL ကိုဖန်တီးပေးနိုင်ပါတယ် www.xml.com mohinga-recipe အခုပဲဆက်ကြည့်လိုက်ပါအဲ UI တွေကိုကောင်းမွန်ရင်မိတ်ဆွေရဲ့ website ကိုလူတွေကကိုယ်ခဲကလွယ်ပို့ပြီးတော့လွယ်လွယ်ကူကူရှာဖွေနိုင်ပါတယ် UI ကလို့ပြောင်းလဲဖို့လိုလာနေသတိထားပါမယ်အဲ့လိုပြောင်းလဲနေရင်တဲ့ website ရဲ့ SEO ကိုကိုထိလိုက်စေနိုင်ပါတယ် URL တွေကောင်းယူနေမလို့လောက်ပါဘူးအချားရာတွေလည်းမြေကြီးပါတယ် အမှုဆက် website တာ UI လေးဘယ်လိုစနစ်တကျတည်ဆောက်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုဖတ်ရှုနိုင်ပါတယ်။ image တွေကတင်းရဲ့ website ကိုပုံမိုပြီးတော့ဆွဲဆောင်မှုရှိအောင်ကူညီပေးနိုင်ပါတယ်။ဒါပေမဲ့ image တွေကိုမှတ်ကန်စွာမသုံးနိုင်ရင်တင်း website ရဲ့ loading speed ကိုနှိကွေးစေနိုင်ပြီး user experience ကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒါဆို image တွေကိုဘယ်လို optimize လုပ်သင့်တယ်လဲ file size တွေကိုတည်အောင်လုပ်ပါ image တွေရဲ့ file size ကြီးနေရင်သင် website ရဲ့ loading speed ကိုနှိကွေးစေနိုင်ပါတယ် tiny png လို့ tool တွေကိုသုံးပြီး image တွေရဲ့အရေးအသွေးမထိခိုက်စေပန် file size ကို တည်အောင်ပြုလုပ်လို့ရပါတယ် order text တွေကိုသုံးအောင် order text တွေကတဲ့ image ရဲ့အကြောင်းအရာတွေကိုပြောပြပေးတဲ့စာသားတွေပါခုကဲကဒီ order text တွေကိုသုံးပြီးတော့ theme page ရဲ့အကြောင်းအရာတွေကိုနားလည်ပါလေဥပမာ morning ကပုံပေါ်သုံးလာတယ် order text မှာရွှေဘူဆိုင်ရဲ့ morning လို့ရေးနိုင်ပါလေ file name တွေပြောင်းတဲ့အခါမှာ default file name တွေသုံးပါမယ် file name တွေကတဲ့ image ရဲ့အကြောင်းအရာနဲ့သက်ဆိုင်တဲ့စကားလုံးတွေကိုသုံးပြီးပြောင်းလိုက်ပါဥပမာ morning ကပုံပေါ်သုံးတဲ့ file name ရွှေဘူ morning dash jpg တို့ပြောင်းနိုင်ပါလေ response image တွေကိုတောင်းမှာ responsive image တွေကမျက်နှာပြင်အရွယ်စားလိုက်လို့ပြပြောင်းလဲပေးနိုင်တဲ့ website ကို for fun phone တွေမှာကြည့်တဲ့လူတွေအတွက်စင်ပြေစေနိုင်ပါတယ်ဒီဒီကန်တွေတောင်းပြီး image တွေကို optimize ထုတ်တာနဲ့ tip website ကပို့ပြီးအင်ဆန်ပြီးတော့ SEO ကအထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ် image optimization ကိုလုပ်ချင်ရပြင် tip website ကိုပုံပုံလင်းမြန်စေပြီးတော့ ဟုတ်ကဲ့မှာစင်ကောင်းကိုရရှိစေနိုင်ပါတယ်အချိန်ကုန်နိုင်ပါတယ် English တကူကျင်းစီကို optimize လုပ်ဖို့အချိန်အများကြီးပေးရပါတယ် English တွေကို optimize လုပ်ရုံနဲ့ website ရဲ့အဆင့်ကိုမြင့်တင်ဖို့မလိုလောက်သေးပါဘူးခြား SEO ပိုင်းတွေကိုလည်းလုပ်ဖို့လိုအပ်ပါသေးတယ် အဲ internet linking ဆိုတာကတော့တင်းရဲ့ website ထဲက page တွေကိုတစ်ခုနဲ့တစ်ခုထိဆက်ပေးတာပါမြို့တစ်မြို့မှာ LAN တွေကနေရာတွေကိုဆက်သွယ်ပေးတယ်လို့ internet link တွေကတင်း website ထဲမှာရှိတဲ့ page တွေကိုဆက်သွယ်ပေးနိုင်ပါတယ်ဒါဆို internet link တွေကိုဘလို့တိတိယောင်ယောင်သုံးရမလဲသက်ဆိုင်တဲ့ page တွေကို link ချိတ်ပါ page တွေကိုချိတ်တဲ့အခါမှာသက်ဆိုင်မှုရှိတဲ့ page တွေကိုပဲချိတ်တင်ပါလေဥပမာ moving page မှာရခိုင်မုတ်တီအကြောင်း page ကို link ချိတ်တာဒါတခြား moving ဆိုင်တဲ့အကြောင်း page ကို link ချိတ်တာကပိုကောင်းပါတယ် anchor test တွေကိုတော့မှ anchor test ဆိုတာ link ပေါ်မှာရှိတဲ့ link ရတဲ့စာသားတွေပါ anchor test ကိုတင်းတော်တယ်လို့တုံးပြီး link ရဲ့အကြောင်းအရာလေးကိုဖော်ပြပေးနိုင်ပါတယ် link တွေကိုလွန်ချိုမထည့်ပါနဲ့ link တွေကိုအများကြီးထည့်လေး test page ကကြီးရဆိုးသွားနိုင်ပါတယ်ပြီးတော့ google ကတင်းကို span အနေနဲ့သတ်မှတ်ပေးနိုင်ပါတယ်ပါဦးမနေနဲ့ think blogspot ကမွေးငန်းရဲ့ချက်ပြုံကြီးကိုလေ့လာတယ်ဆိုရင်ဒီ post ကအခြားမွေးငန်းဆိုင်ရာအကြောင်းအရာတွေကို link ချပေးနိုင်ပါတယ်။အိဆန်နဲ့ link တွေကိုလည်းဝါစာထုတ်လို့လိုရတာဘူး။